တိမဖွဲ့ရသတင်းကဘာကဥစွာတင်ဆက်မဲ့သတင်းကတော့ပြည်တိန်ပြင်းတင်တဲ့ဥရောပသမဂ္ဂတို့ဟာယူကရိန်းစစ်ပွဲပြီးဆုံးဖို့မလိုလားဖြစ်နေကြတယ်လို့ရုရှားပြောကြားတဲ့သတင်းဖြစ်ပါတယ်။ရုရှားအနေနဲ့အခုအခါယူကရိန်းမှာအလျင်အမြန်ကြီးကျယ်အတွက်လိုလားနေပေမဲ့စစ်ပွဲပြီးဆုံးမှာကိုမလိုလားဖြစ်နေတဲ့ဖြစ်တဲ့ United Kingdom အစိုးရကတော့ငြိမ်းချမ်းရေးရှာမှာကိုစန့်ကျင်နေသူတွေရဲ့ခေါင်းဆောင်လည်းဖြစ်တယ်လို့ဗြိတိန်ဆိုင်ရာရုရှားနိုင်ငံအသံမဲကြီး Andrey Kilin က Sky News နဲ့တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ match လာ6ရက်ကဆွဆွဲပြောကြားခဲ့ကြောင်းသိရပါဗျ။ ။သူကဗြိတိန်ပြင်သင်းတဲ့ဥရောပသမဂ္ဂတစ်ခုလုံးဟာယူကရိန်းမှာစစ်ပွဲပြီးဆုံးဖို့ကိုလည်းမလိုလားဘူးဖြစ်နေကြတယ်လို့ပြောကြခဲ့ပါတယ်။အန်ဒရီကီလင်ကရုရှားအနေနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့လည်းအစီအစဉ်ပြင်ဆင်ထားပါတယ်။ကျွန်တော်တို့မှာရည်တည်ချက်ရှိပါတယ်။တကယ်လို့ညှိနှိုင်းဆွေးနွေးဖြစ်ရှင်ကြမယ်ဆိုရင်ဒီအတွက်ကျွန်တော်တို့အလွန်အရေးကြီးတဲ့ချင်းကပ်မှုနည်းလမ်းတရားလိုပါတယ်။ဒါမှလေးနေတဲ့သဘောတူညီချက်တရားရရှိနိုင်မှာပါ။ဥရောပတိုက်ရဲလုံးစုံရဲ့အတွက်ရရှိနိုင်မှာပါလို့ပြောကြားကြောင်းသိရပါတယ်။ ဆလဘီသူကယူကရိန်းဝန်ကြီးချုပ်ကာစတန်မာနဲ့ပြင်သစ်သမ္မတမက်ခရိုနိုပြောကြားခဲ့တယ်လို့ယူကရိန်းတွင်ငြိမ်းချမ်းမှုထိန်းသိမ်းရေးနေတိုးတပ်ဖွဲ့တွေချထားဖို့ဆိုတာကိုရုရှားအနေနဲ့လက်မခံနိုင်ပါဘူး။ဒါကအထိပ္ပယ်မေလွန်ပြီးလက်တွေ့မှာမဖြစ်နိုင်ပါဘူးလို့ပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့မိသူများအနိုင်မရရှိနိုင်တဲ့စစ်ပွဲများကိုမတိုက်သေးဘူးလို့တရုတ်ပြောကြားရတဲ့တဲ့ရင်ဖြစ်ပါတယ်။ အမေရိကန်နဲ့ကုန်သွယ်ရေးဒါမှမဟုတ်မီသည့်စစ်ပွဲကိုမစိုးတိုက်ခိုင်းတဲ့ကြောင့်ပြောဆိုပြီးနောက်ရပ်ပိုင်းအကြမ်းရင်းတရုတ်ကမြေသူများအနိုင်မရရှိနိုင်တဲ့စစ်ပွဲများကိုမတိုက်တင်ကြောင်းပြောတယ်လို့သတင်းများကဆိုပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး PHF ဆက်ကအမေရိကန်ကတရုတ်နဲ့စစ်ဖြစ်ရန်ဇူပိုင်းနေခြင်းမဟုတ်ဘဲစစ်တပ်ကိုပြန်လည်တိစောက်ပြီးစစ်ပွဲအတွက်ပြင်ဆင်နေခြင်းဖြစ်ကြောင်းပြောကြားချက်ကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်နိုင်ငံသားရေးဌာနပြောရေးဆိုခွင့်ရှိသူလင်ကျန်းကအမေရိကန်ကမဟာဗျူဟာပြင်ဆင်မှုအမိခံပြီးတရုတ်ကိုချုပ်ကိုင်ဖို့ဒါမှမဟုတ်ထိန်းချုပ်ဖို့ထပ်မလို့ သေးပါဘူးလို့ပြောကြခဲ့ကြအောင်ဆိုပါရယ်ဘလို့စစ်ပွဲမျိုးပဲဖြစ်ဖြစ်အကောက်ခွန်စစ်ပွဲကုန်တရေးစစ်ပွဲစစ်အေးတိုက်ပွဲတမောင်ဖို့ထိတ်တိုက်တွေ့စစ်ပွဲမျိုးပဲဖြစ်ဖြစ်အနိုင်မရဘူးလို့ရှုမြင်လို့ကျွန်တော်တို့စစ်မတိုက်သင့်ဘူးလို့အမြဲတမ်းပြည့်ပြည့်စုံစုံခံယူထားပါတယ်လို့လင်းကပြောကြခဲ့ကြအောင်တင်းင်းများကဖော်ပြထားပါရယ်ရှင်ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့တောင်ကိုရီးယားလေတရဲတိုက်လေရင်များကဘုံများကိုနေရာမှာချဲချခဲ့တဲ့အတွက်ထင်ရရှိသူ29ဦးထိရှိလာတဲ့သတင်းဖြစ်ပါတယ်။ တောင်ကိုရီးယားလေတရေတိုက်လီယင်များကစစ်ရေးလေ့ကျင့်မှုအတွင်ဘုံများကိုနေရာမှာရွေးချင်ချခဲ့တဲ့အတွက်ထရန်ရရှိသူ29ဦးအထင်မြင်တက်လာခဲ့ကြောင်းကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ထရန်ရရှိသူများထဲတွင်အယက်သား15ဦးနဲ့စစ်သား14ဦးပါဝင်တယ်လို့ဆိုပါတယ်။တောင်ကိုရီးယားရဲ့တိုက်လီယင်နယ်စင်ဟာမတ်လ6ရက်ကပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုအတွင်အယက်သားများနေထိုင်နေမျိုးပေါ်သို့ဘုံရှလုံးကိုမှာရွေးချင်ချခဲ့ပြီးစဉ်ဖြစ်ပါတယ်။မြောက်ကိုရီးယားနယ်စပ်ရဲ့တောင်ဘက်16မိုင်အကွာအဝေးရှိဖိုချန်မြို့တွင်ဒေသစံတော်ချင်းနဲ့နယ်စိန်နိုင်ဝင်းချင်းကအဆိုပါဖြစ်ရဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင်ထင်ရှားရှိသူများအနက်ကိုဦးဟာဆေးရုံတင်ထားရပြီးနှုတ်မှထင်ရှားပြင်းထန်သောကာကွယ်ဝင်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါသည်တိုက်လေရင်နေစင်ပုံမှာဘုံချိန်မီရဲ့ဘုံရှစ်လုံးဟာပေါင်900အလေးချင်းရှိ MK82 ဘုံများဖြစ်တယ်လို့တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ကြောင်းသိရပါပါရှင်နောက်ဆုံးနေစမဲ့တဲ့ရင်ကတော့ကမ္ဘောဒီးယားအာဆီယံစီးပွားရေးဆွေးနွေးပွဲ2025တို့မြန်မာတမ်မတ်ကြီးနဲ့အတူမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်တဲ့တဲ့ရင်ဖြစ်ပါတယ် ကမ္ဘောဒီးယားအာဆီယံစီးပွားရေးဆွေးနွေးပွဲ2025သို့ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးနှင့်ဥက္ကဋ္ဌဆွေမင်းနှင့်အတူမြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်းနိုင်ငံတိုင်းဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါသည်။အဆိုပါဆွေးနွေးပွဲအခမ်းအနားတွင်ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဆမ်တာဟိုမာနက်ကအခွင့်အမာစကားပြောကြားခဲ့ခြင်းဖြစ်ပါသည်။၎င်းအခမ်းအနားသို့သက်ဆိုင်ဝန်ကြီးဌာနများမှအစီအမင်းအရာရှိချင်းများစီးပွားရေးလုပ်ငန်းရှင်များဖလောက်ပင်မျိုးအစီအစိုက်ပြီးပါတန်ယုံအဖွဲ့ရုံးများမှတပ်အမတ်ကြီးများနှင့်တပ်အမတ်များပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါ ါတယ်။အဆိုပါကမ္ဘောဒီးယားအာဆီယံစီးပွားရေးဆွေးနွေးပွဲကိုမတ်လ9ရက်မှ6ရက်အထိကမ္ဘောဒီးယားနိုင်ငံဖနောင်းပင်မြို့မှာကျင်းပရာနိုင်ငံပေါင်း28နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်9ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရပါပါတယ်ရှင်။